တတိယ YouTube channel လေးကပြန်လဲကြိုဆိုပါဗျာနော်နေဘာလို့ပြောချင်လဲဆိုတော့နော် FFD ရပါနော်ဒီဟာတယောက်ပေါ့နော် FFD က crown နဲ့နော် crown ဆိုတဲ့ကောင်းလေးပေါ့နော်အကြတော့ဒီမှာ तू ပြောသွားတဲ့အာနာအာနေကျအတာချက်တွေဖြစ်တယ်ဗျာ तू ကပြောတော့ចောင်းမပီးသေးဘူးတဲ့တတ္တရနှစ်တဲ့ចောင်းမပီးသေးဘူးတတ္တရနှစ်တဲ့နော်လေစိတ်ဒီဘာကြီးမှာအလုံးရနေပြုနေဆိုရောဘာကြီးလို့မြတ် तू ပြောသွားတဲ့ ကြောင်းလဲမပြီးသေးဘူးတတရနှစ်နယ်ဟိုတည်းဖြစ်တယ်ဆိုတော့သူကလေသိမ့်ဒီမှာအစိုးရရုံပိုင်ဒီမှာအလုပ်လုပ်တဲ့ဝန်ထမ်းလုပ်နေတော့ဘယ်ကြောင်းမပြီးပြနဲ့ဝန်ထမ်းလုပ်လို့ရဘယ်လို့ရှိရောကျွန်တော်တော့မသိလို့ပြောတာကျွန်တော်ကတော့နားမလဲလို့မေးတာမသိလို့မေးတာခင်ဗျာနောက်ပြီးတော့လေသိမ့်လို့နေရမျိုးမှာခင်ဗျာလုံနေရပြုနေရအာသူကမခံနိုင်လို့ပြုလို့ပါညာကူကလည်းလေကတော့ရမ်းတိုက်ရနော်ခင်ဗျာ လီကတော့ရန်တိုက်တာအာသူတို့မဖြစ်ချင်တာသူလှုပ်ချင်နေတဲ့အရာကဘယ်သူမှတားလို့မရဘူးသူမိဘတော့သွန်လွခဲ့တာပြုခဲ့တာအာခင်ဗျာဟမ်သူမိဘတော့သွန်လွခဲ့မှာသဘင်နေလဲအကုန်သွန်လွတယ်ပြုတယ်အာတကယ်ဟိုဟမ်တကယ်အထူးကွန်မလို့တတ်တော်တက်ကြီးပါတာဝန်ထမ်းဆောင်တော့ရောင်ရောင်ဘာရောင်ရောင်ခင်ဗျာဟမ် ကြည်ရမှာအေးရသူတို့တင်တန်းပေးတာတင်တန်းပေးတာပြူတော့ဘာညာကူကနဲ့ဟာသူကလုံးဝသူသုံးပြတ်ထားပြီးဆိုအဲ့ဒီအောင်မဖြစ်ပြအောင်လုပ်မယ်ဘာညာနဲ့ဟောကြောက်စရာပဲခင်ဗျာဟို FFD ရဟိုခောက်ကမေးတာဟောတင်လင်းအောင်မေးတာတဲ့နော်ခေခေဆိုတဲ့ကောင်နဲ့ခင်ဗျာမထူးဘူးရှားနာပဲခင်ဗျာနော်လီတိုက်ချက်တွေကတော့လန်ထွက်ညာခင်ဗျာဟာ အဲ့လောက်အဲ့လောက်ကြီးပဲလားလို့ဟမ်အဲ့တော့ကဘာအစင်တော်ထဲခိုင်းအောင်ဖြစ်နေရဲ့ AO လေကဘာအစင်နေတော်ထဲခိုင်းရမလို့ဖြစ်နေ AO ဟမ်ရောကြီးရနော်ကောင်းပါနော် ော်ဝင်သော်ပိတ်တွေအသုံးချကန်နေလောက်ကြပါဗျာဒါပဲရှိတယ်ဗျလီတိုက်တိုက်ခဗျာဒါသူတို့မောတောင်ရသွားလို့ခဗျာဒီအားဘာဖြစ်တယ်ညာဖြစ်တယ်အခုမောတောင်အခုနော်ခဗျာစပေးချောင်း3တောင်စပေးချောင်း3တောင်ဂျန်နေရရောကျွန်တော်ပြောလို့တော့နော်စပေးချောင်းအရောက်3တောင်ရှိရဒုက္ခကြီးများနေတယ်အာဟိုကလည်းနော်လေနေရောနော်ထိုးမြေပြင်ထိုးစစ်တရောအကုန်တအားဝင်ကျိတ်နေပြီတလာတွင်းပြီးတဲ့နော်ကြာချင်းမလဲကြာမှာပေါ့နော်အကုန်လုံးကြာတဲ့ဟိုရင်းဆိုလို့ချင်း နော်ဒါတော့ဒါသူတို့ပိုင်းစစ်ရေးတွေတော့မသုံးသက်ဘူးသူကသူရကြရင်ရမရချင်းနေဒီဘက်ကဆုံချုံနိုင်ပြိုင်မှာပဲရှင်းရှင်းလေးပဲဆုံချုံနိုင်ပြိုင်မှာပဲအနာပြန်တိဆောက်အောင်မှာပဲခင်ဗျာဒါကတော့မသိဘူးနော်အမဒီအဲ့တနင်္လာရီဘက်မှာပါတော့စစ်စစ်ကန်တစ်ခုတော့မှအစ်စ်တိဆောက်ဖို့လုပ်နေတယ်ပြုနေရတဲ့တည်င်းလဲတက်တက်တက်ကြားတယ်ခင်ဗျာနော်ပိုင်လမ်းပိုင်လာတော့မသိဘူးပေါ့ဗျာပိုင်လို့ လုံနေတာပေါ့ဗျာခင်ဗျားလည်းအမကန်ကြံမပြီးပဲလုံးလို့ရတဲ့အရာမှမရှိရခင်ဗျာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဆိုတာအမကန်ကြံမပြီးပဲနဲ့ခင်ဗျာ WhatsApp ဥရီမှာမို့တာဟုတ်တယ်မလားသောက်ဥရီကတော့လာအဲခင်ဗျာမတိကြပဲမရရပဲနဲ့ဘယ်သူမှတော့ခင်ဗျာလာရင်းနှီးမြှုပ်နှံမှုရင်းနှီးမြှုပ်နှံမှုဆိုတွေကသူတို့မှာပိုင်နေရနိုင်နေရတခုရှိလို့ပေါ့နော်အရောဒီမှာ FFD ကနော်သူက drone trainer ပေါ့နော် drone trainer တဲ့နော်အဲတော့ crown နဲ့ ရှက်နားထောင်ကြည့်မယ်ဗျာ။ဆရာကြီးကြီးပဲဗျာနော်။သူတို့ပြောတယ်ရတော့ဗျာတကယ်ဆိုညစ်ကြပါမယ်ဗျာ။တရှက်နားထောင်ကြည့်လိုက်။ဟောဒါလေးဒါလေးပါပါ။爷爷带爷爷进门出来哈。嗯，拜拜，拜嘛，拜在哪户呀？Hello，拜拜，拜拜，今朝我们家的拜，今嘛中年杨姐呢拜，今朝我们邻居过来拜吧，拜，拜今朝我们送嘛家的拜。 ဘာကျွန်တော်ရေးရေးတိုက်လည်းမရတော့ဘူးရေးရေးလည်းမတိုက်နိုင်တော့ဘူးကျွန်တော်ကြေးတော့မယ်ဘိုင်းဦးဘာဘိုင်းဘုန်းကြီးအကြနေပြီဘိုင်းဘိုင်းကြာပြီကြာပြီကြာပြီလာပါဗျကျွန်တော်ကတော့ရေးဖို့ crown ဖြစ်ပါတယ်အခုလက်ရှိကျွန်တော် FFT တက်ဖွဲ့မှာ low final တက်နေနေတော့ final trainer တက်နေနေတော့တောင်းနေပါတယ်ဗျကျွန်တော်အရင်ကတော့ရေးစိတ်ဝင်တဲ့အဖြစ်လောက်ကန်ခဲ့လို့ရတယ်ပြီးတော့ကျွန်တော်အဲကျွန်မရဲ့ပညာရေးကတော့ဥပဒေနောက်ဆုံးနည်းနဲ့ရေးတက်နေတဲ့အဖြစ်ပါတယ်ဗျအများကြီးပါဗျ အာရေဆိုင်ရတဲ့ခဲရတဲ့စိတ်ပုံမှုတွေအထက်ခဲရလဲအများကြီးရှိတယ်အခုကျွန်တော်ဒီတော်လန်ရေးတဲ့ကိုလာဖို့အတွက်ကျွန်တော်အိမ်ရောကျွန်တော်ပြောပြပူရဲဒါပေမဲ့အိမ်ကလုံးဝလက်မခံဘူးဒါကတော့ဝယ်မိပါမဆိုတော့ကိုယ်တားသမီးကိုဒီလိုမျိုးကြီးသွားပြီးတော့အဲ့လိုမျိုးပေါ့တင်းနေတော့လည်းမသိဘာမှမသိတာမရရတဲ့လောကကြီးတွေကိုတွေ့ဖို့ဆိုတာကတော့မိဘတိုင်းကတော့စိတ်ပြောစိတ်ပြောင်းပြောင်းနဲ့လွတ်နိုင်လို့တော့ကျွန်တော်မထင်ဘူးကြ။အဲ့တော့ကျွန်တော်မိဘကိုလည်းကျွန်တော်နားလေတယ်။ဒါပေမဲ့ကျွန်တော်ကတော့အဖေတော့မရှိတော့ဘူး။အမေတယောက်ပဲရှိရဲ့။ အမေကပြောလဲဆိုတော့ကျွန်တော်အေးနေငါ့ကိုသေသေးချင်းရင်သွားဆိုပြောတော့ပြောခဲ့ဘူးရဲ့ဒါပေမဲ့အဲ့ချိန်မှာတော့အမေကျင်တော့ကျွန်တော်နေတယ်နေပြီးတော့အလုပ်လေးပဲလေးလုပ်ပြောတော့ဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်မရတော့အဲဘယ်ကိစ္စမှာပို့ပြီးတော့ကျွန်တော်ရေဆုံးပြည့်ချက်တွေထိုင်ပါလာလဲဆိုတော့ကျန်ပြီးကိစ္စပေါ့နော်ကျန်ပြီးမှာအဲ့ဒီအရသာပြည်သူတွေကိုဒီနေနဲ့ဘုံကျဲပြီးတော့တိုက်ခိုက်ခဲ့တဲ့ကိစ္စပေါ့အဲ့ကိစ္စကကျွန်တော်အဲ့ချိန်တော့ကျွန်တော်အဲ့လေးစိတ်မှာတောင်းဆန်းဆောင်ရတယ်အဲ့တော့ကျွန်တော်ကဒီ အစိုးရဘက်ကအဖွဲ့ဝင်နေတဲ့သူတွေ့ကြောအလုံးလုံးကိုင်နေရတဲ့အချိန်ပေါ့နော်အဲ့ဒီတည်းကသူတို့ကပြောတယ်အဲဒီစစ်တပ်ကလေရင်ကျင်းမှောက်တိနေတာနဲ့ဘာဖြစ်လို့အဲ့ PDF တွေကပေါ့ဒီပြည်သူတွေနဲ့ကလေးတွေကိုခီအဲမရှောင်သိမ်းခိုင်းတာလည်းပေါ့တမင်တသက်ဒီဇိုင်းလုပ်တာဆိုရဲပုံစံမျိုးတွေသူကပြောတယ်ပေါ့နော်ကျွန်တော်အရှိမကျွန်တော်လည်းဝင်ပြောတယ်ကျွန်တော်အဲ့လိုမရဘူးကျွန်တော်အဲ့လိုကိုပြောနေတာရှိပြီဆိုလို့ရှိရင်ပြောချောက်လိုက်တာပဲသူကပြဿနာဖြစ်ချင်းပြမဖြစ်ချင်းလေအဲ့တော့ ကျို့ရဲ့အဲ့ဒါဆိုရင်ဟုတ်ပြီဒီကလေးတွေနဲ့ပြည်သူတွေပေါ့နော်ဒီလူကြီးတွေကလေးတွေရှိတယ်ပြည်သူတွေရှိမှတ်ပြီးမင်းတို့ဘာလို့ဘုံကျဲခဲ့တာလဲဆိုပြီးတော့သူတို့နဲ့အတိုက်ခံနေတဲ့ပြဿနာတွေပြီးကျွန်တော်အဲ့လိုအရွှေပြောင်းရာတို့နေရာတွေပါရာဆိုတာဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့မှာကျွန်တော်သိချသွားတာငါတော့တော့မညတော့ပြီးတော့ကျွန်တော်ကငငယ်လေးကကိုလုတ်ချင်တာကိုဖြစ်ချင်တာဘလို့ရှင်လုတ်ကိုလုတ်လိုက်ရမှာကျင်တယ်ဟိုအဲပြီးတော့ကျွန်တော်ဒီလိုမျိုးကိုလုတ်ချင်တဲ့အရာကိုမလုတ်လိုက်ရဘဲနဲ့ အဲအဲ့လိုအသက်ရှင်ပြီးတော့နောင်တတွေနဲ့နေသောတဲ့အရာကျွန်တော်မကြိုက်ဘူး။အဲ့တော့ကျွန်တော်နောင်တနဲ့ရှင်တန်ရတဲ့လူဖြစ်ချင်ဘူး။ပြီးတော့ကျွန်တော်အမျိုးသမီးတယောက်ဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ကိုအမျိုးသမီးဆိုရင်လည်းဒီတော်လန်ကြီးမှာငါဘယ်လိုမျိုးပေါ့ပြီးတော့ဘယ်တောင်တနည်းအနေပေါ့ဘယ်လိုလဲဒီတော်လန်ကြီးတို့ပြောင်းလဲမှုတွေလုပ်လို့ရမယ်ဆိုရက်အဲစိတ်ကိုတွေးတယ်။တွေးပြီးတော့ဟိုပြီးတော့ကျွန်တော်တို့အမျိုးသမီးတွေဆိုတာပန်းနဲ့တူလေဗျ။ပန်းနဲ့တူလေ။လောကနူးညံ့တိမ်မွေးတဲ့အမျိုးသမီးတွေ အဲ့လိုအမျိုးသမီးတွေကနေဒီလိုမျိုးဟိုတန်တာတန်မဏိလိုမျိုးစိတ်တက်နဲ့တန်မာတဲ့ရဲရဲနဲ့အမျိုးသမီးတယောက်ဖြစ်ဖို့အတွက်ဟိုတော်လည်ရေးရဲ့ကိုရောက်လာတဲ့ခါမှာ changes တွေလောက်ရတယ်ကြောင်းလဲမှုတွေပေါ့နော်အဲ့ဆိုတော့တို့ကစစ်သားတယောက်ဖြစ်လာပြီဒီလက်စစ်အာဏာရှင်တိုက်ထုတ်မှုကတော့ကျွန်တော်တို့ကိုယ်တိုင်စစ်သားဖြစ်နေမှရမှာပေါ့နော်ဟောကိုကျွန်တော်လည်းဒီအမျိုးသမီးရနေပြီးတော့ဒီစစ်သားတယောက်ဖြစ်ဖို့အတွက်စစ်သားတယောက်လိုပြုမှုဖို့စစ်သားတယောက်လိုချင့်ကြံဖို့စစ်သားရဲ့ဒီစီး အဲတင်းမှုတင်နဲ့နေနိုင်ဖို့အတွက်ကျွန်တော်စစ်တင်နဲ့ဆိုအခြေခံစစ်တင်နဲ့ညက်ခဲ့ရတယ်အဲပြီးတော့ကျွန်တော်အဲ့ဒီရမီကတန်းမြင်ပြီးတော့ဟိုဒုံးတင်နဲ့ညက်တယ်ပြီးတော့အဲ့ဒီနောက်ထပ်ပေါ့နော်ဒီအရခတ်တတော်ကနေပြီးခဲ့တဲ့ဒီ NCO ပေါ့နော် NCO ပြန်တမ်းမှုတရားရှိဆိုတင်နဲ့တော့ကျွန်တော်တက်ရောက်ခဲ့ရပေါ့နော်အဲ့ဒီမှာကြုံတွေ့ရတဲ့အခက်အခဲကတော့အများကြီးပဲဗျပြီးတော့ကျွန်တော်တို့ဒီအပြင်လောကမှာရှိနေတဲ့တောင်းလို့မျိုးကဟိုမျိုးထွေးတဲ့ကိုမိသားရဲ့အရေးအောက်လို့မဟုတ်တဲ့အတွက်အဲ တန်တက်မှုတွေအခက်အခဲတွေရင်ဆိုင်မှုတွေကတော့ရှိမှာအများကြီးပဲရှိတယ်။ဥပမာပြောရရင်တော့ကျွန်တော်တို့ကဟိုဘယ်လိုမလဲအမျိုးသမီးဆိုရယ်လည်းကျွန်တော်အလှချင်ပချင်လည်းဗျာစားချင်တောက်ချင်လည်းပြောချင်ပါချင်လည်းသူများတွေလိုမျိုးဝတ်ချင်လည်းဒါနဲ့အဲတော့တော့လိုအပ်လာပြီစစ်သားတယောက်ပြုဖို့လိုအပ်လာပြီတော့ဒီတော်လန်ရေးအတွက်လိုအပ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟိုသူများတွေလိုမျိုးဆဗင်ဆိုတာအမျိုးသမီးတွေဒုတိယမျက်နှာလို့ပြောရင်တော့လိမ့်မယ်ဒါနဲ့ ကျွန်တော်အတွက်လိုအပ်လာကျွန်တော်သဘင်ကိုဖြတ်ဖို့လိုအပ်လာအဲကျွန်တော်နောက်ဆုံးတက်ခဲ့ရတဲ့တင်တာပေါ့နော်အဲ့အဲကတက်ကပ်ပြီးတဲ့တင်တာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒန်းတူပေါ့နော်အမျိုးသားရင်းနဲ့ဒန်းတူတော့ဘလုံးတုံးမယ်လို့ပြောတယ်သဘင်ကောင်းကျိမ့်မယ်ပေါ့နော်ကြရတယ်ကျွန်တော်တို့ဒီသဘင်ဟဲ့ကိုယ့်ရဲ့နေနုပြုံမှုတွေကိုယ့်ရဲ့အခွင့်အရေးတွေကိုယ့်ရဲ့အနာဂတ်တွေအားလုံးကဘာမှမတေချာမေးရဘဲနဲ့ကိုယ့်ရဲ့ပြီးတော့ကိုယ့်အချစ်အရုံးဆိုတဲ့မိဘပဲဒီလိုင်းကကဘာပေါ်မှာအချစ်ကမိဘလို့ အဲကျွန်တော်တော့ကျွန်တော်အချက်တော့မီးပါတယ်တချို့တွေကတော့အဲကိုမီးကောက်မချစ်တဲ့လူဆိုတော့ရှားမှာပါကျွန်တော်အတွက်ကတော့ကျွန်တော်မီးကအချစ်ရတယ်အဲ့လိုကိုအချစ်ရဆိုမိသားစုတွေမိဘတွေတော့ဆွန့်လွတ်ခဲ့တယ်ဒီကိုရဲ့အနာဂတ်တွေကဘာလို့မသိအဲရှေ့မှာဘာတွေရှိလို့ရှိမသိတဲ့အရာတွေအားလုံးဆွန့်လွတ်ပြီးတော့ဒီထဲတော့လောက်လာခဲ့ပြီဒီဇင်ဘာကျွန်တော်ဘာတော့ဆွန့်လွတ်နိုင်ရမှာလဲဆိုတော့အဲ့တော့ရတယ်တုံးလိုက်ဆိုတဲ့အနေတိုင်းတင်နန်းကိုတက်ရောက်ဖြစ်ခဲ့ရတယ်ဆိုတော့အဲပြီးတော့ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့ အခြေခံရှိမယ်ပြီးတော့ NCO တင်တဲ့အဲ့ဒီမှာအခြေခံတင်တဲ့မှာကျွန်တော်အခက်ခဲတစ်ခုရှိခဲ့တာကျွန်တော်တို့ကဒီအမြေပြန်ဒီဖြစ်တဲ့အတွက်ဒီတော်ရဲလောက်လာတဲ့အခါမှာဟိုကျော်လို့နီးဆက်ရနီးဆက်ရလူမျိုးတွေရဲ့တင်တဲ့ကိုကျွန်တော်တက်ရကြတယ်စစ်သားဖြစ်ဖို့အတွက်အဲစစ်တင်တဲ့ဆိုတော့တက်ရရပါတော့နော်အဲ့တော့အခြေခံမှာကျွန်တော်တက်တော့သူကလုံးဝအဲကျန်းတဲ့နေရာပေးတဲ့အခြေခံတင်တာပေါ့နော် အဲကဲရင်လိုပဲပြောပြီးသိလာပြန်ဗမာလိုတခုမပြောဘူးအဲ့တော့ကျွန်တော်နားမလဲပါမလဲကလေးဦးကြောင့်နဲ့ကျမတို့ပြည်ပြရပြန်ပြီကျမတို့ရိုက်ခံလဲရိုက်ခံလိုက်ရပြန်ပြီဘာမှလည်းမသိဘူးဘာကြောင့်မှလည်းမသိဘူး reason ဆိုတာမရှိဘူးလှုပ်လှုပ်လှုပ်ဟာလှုပ်လှုပ်အေးရိုက်မှရိုက်အပြည့်ပေးမလားပေးဆိုရယ်ပုံစံမျိုးနဲ့ပဲဒါပေမဲ့ကျွန်တော်တင်းနေ၄လပြီးသွားတဲ့အခါမှာတော့အခြေခံတင်းနေ၅လပြီးခဲ့တဲ့အခါမှာကျွန်တော်ပြင်တာကိုတိုက်တဲ့ပြင်ရအောင်သွားမလားသမင်းတက်တာမှန်းကဲရင်လိုပြောမလားဆိုရဲအဲ့လို နားလည်မှုတွေအဲပြောပြောအဲသူတို့ပြောရတယ်နားလည်လာရဲကိုကိုယ်တိုင်လည်းနင်းနေမှာပြောတက်လာရဲပေါ့နော်ဒါကျွန်တော်အခြေခံတင်တဲ့အတွေ့အကြုံလေးဖြစ်တယ်ပေါ့နော်ပြီးတော့အဲဒီကနေမှတစင်းကျွန်တော်ဒီအခုလက်ရှိဖြေးထားတဲ့အဲအရာရှိတင်တဲ့မှာဆိုလို့ရှိရင်လည်းအဲကျွန်တော်အဘယ်လိုလဲတော့သင်္ဘန်းစားတဲ့အချိန်ကနေစပြီးတော့သင်္ဘန်းပြီးခဲ့တဲ့အချိန်ဒီနေ့သင်္ဘန်းစင်းပြီဆိုတာတော့တို့မနေ့ကပီတီပြရတယ်အဲ့ဒီသင်္ဘန်းမှာဆိုတော့ဒီ တူတူတန်တန်ပြည့်ရတာမဟုတ်ဘူးဒီဝရန်ပြည့်ရတယ်လို့တဲအိတ်ပါတယ်ပေါ့နော်တဲအိတ်ဆန်နာကြည့်ပြီးလေးရဲ့တဲအိတ်ပါတယ်ပြီးတော့ကျေးရတဲ့အပြည့်ဆိုရင်တော့မိုးလေးကညီမိုးချုပ်ပြီးပြေးနေရတော့မတောက်ချောက်ကျေးတယ်ကွင်းစင်းတယ်ကျေးတယ်ခမင်းစားတယ်ကျေးတယ်ပြီးရင်ခမ်းမဝင်နဲ့ပြေးတယ်မိုးချုပ်အိတ်ခံနေပြီးတော့ကျေးနေရတော့မယ်ဘာကြောင့်ဒီကလည်းမသိဘူးတော့ကျေးနေရတယ်အဲ့လိုမျိုးအဲ့ဒီမှာကျွန်တော်ဒီတော်လန်ရေးတက်ရောက်မှာပေါ့နော်။ဒါနှစ်ဖြားဖြစ်နှစ်ဖြားဖြစ်ခဲ့တဲ့အချိန် တက်တက်တင်ရောက်မှတ်သားဖြစ်တာပေါ့အဲ့ပင်နံတက်နေတဲ့တော်တွင်ပါပဲမှတ်သားဖြစ်တယ်ဆိုတော့သူကအယောင်ကြီးကြီးရဲ့အိမ်မှာတော်တော်မှာ၅ချိန်လုံးရှိတယ်ပင်နံစရနေပြီးတော့အဆုံးအထိ၅ရက်ဆိုတာမရှိဘူး၅ချိန်တော့မရှိဘူးတနင်္လာ Sunday ဆိုတာလည်းမရှိဘူးပေါ့နော်တောက်လျှောက်ပဲတော်တော်မနာခဲ့ရဘူးအဲ့အဲပြီးတော့အားချက်နှစ်ပြားပြည့်နေလို့ဆိုပြီးတော့ကျွန်တော်အားချက်အစားအစာလေးကျွေးပါလာလို့ဆိုပြီးတော့လည်းတောင်းဆိုခြင်းမရှိဘူးအဲကျွန်တော် အဲကျွန်တော် အနေနဲ့ပြောတော့ကြရရမှာနေမကောင်းဆိုနေတဲ့အဲ့ဒီကကျွန်တော်ဆက်မရရတော့ကျွန်တော်တောင်းပေါ်မှာပြရတာပေါ့နော်ပြီးတော့ကျွန်တော်ကပြေးပြီဆိုရင်လည်းသူအွင့်ပြင်းမြေပြင်းမှာမဟုတ်တောင်းနေရှုံနေတိုင်းမှာကျွန်တော်ကိုပြေးခိုင်းတာပေါ့နော်သူကလေးကျင်ပေးရလို့အဲ့မှာကျွန်တော်အဲ့ဒီကအရန်ကျွန်တော်မူးနေရတဲ့ပါရပေါ့နော်မှပြန်သေးတောက်ထားတော့နောက်ဆုံးမှကျန်နေခဲ့နောက်တော့မှကျွန်တော်အဲ့ဆေးရပေါ့အဲ့ဆေးရတောင်းလဲကျွန်တော်ဒီတင်တဲ့မှာကျွန်တော်တော့အတော်လေးကိုအော် အမိုက်ဆုံးဆိုတဲ့စိတ်တက်ပြီးတာမမို့လို့ကျွန်တော်ရခဲ့တယ်ပြီလားအဲ့ဆရာရဲ့လေ့ကျင့်လာပြောရဲသူ့ရဲ့ဟိုလူတယောက်ကိုပေါ့နော်အဲ့တနမှာကျွန်တော်အကြိုက်ဆုံးအဲ့ညာကတော့လူတယောက်ကိုသူ့ရဲ့လုံမိုက်ဆုံးဘယ်လောက်ထိရှိလဲသူ့ကိုဘယ်လောက်ထိတွန်းနိုင်မလဲဆိုတော့အဲအဲ့လို push ပေးနိုင်မှုလို့ပေါ့နော်အဲ့စိတ်သက်စိတ်သက်ကအရာအဲ့မတရားကြီးမြစ်တက်သွားတဲ့အထိသူ့ရဲ့လုံနိုင်တဲ့စွမ်းရည်ကျွန်တော်အဲရခဲ့ရပေါ့နော်အဲ့ဒီမှာကျွန်တော်နောက်ဆုံးမှဖြစ်နေရပေါ့နော်နောက်ဆုံးမှဖြစ်နေတော့ ဆရာကျွန်တော်အနောက်ရောက်လာတယ်သူကကျွန်တော်အနောက်ဆုံးမှာကျန်ခဲ့တဲ့လူတွေကိုအဲ့တိုင်းချောင်းရက်တယ်နောက်ချောင်းဒါကြောင့်လည်းတော့ဒီလောက်ပဲလူတယောက်ရဲ့ကျွန်တော်တို့ဒီအဲလူတွေတယောက်လုံနိုင်တာအဆုံးထိသူကတောမှာပဲဆရာကျွန်တော်ကတော့လေအဲ့တော့သူကကျွန်တော်အဆုံးထိတောမှာဖြစ်တဲ့အတွက်သူကျွန်တော်တော့ရောက်ရိုက်ပြောနင်ဒီလောက်ပဲလားနင်ဒီလောက်ပဲလားမပြေးနိုင်တော့ဘူးလားအဲ့လိုမျိုးဒေတာမိုင်းနဲ့ကျွန်တော်ကပြောရချင်တယ်ကျွန်တော်ဟုတ်ပါရဲ့ဆရာကျွန်တော်မှတ်တာဖြစ်နေလို့ပါဆိုပြီးတော့အဲ့လိုအတန် တိုးတိုးတင်တင်နဲ့ကျွန်တော်ပြောလိုက်မိတယ်တဲ့ပြောလိုက်လို့အဲ့ဒီအတန်လေးအခုကျွန်တော်ပြန်စဉ်းစားကြည့်ရင်ကျွန်တော်ကိုကျွန်တော်တကယ်ပနာရတဲ့အဲ့တော်လေးတော်တော်ပနာစရာလေးဖြစ်နေတယ်အမှတ်ပြကျွန်တော်ဆက်သက်ခြင်းမျိုးဖြစ်တဲ့ငါကြလဲအဲဒါမဲ့ပုံမှန်ဒီအတန်ပုံမှန်လူတွေတာမန်လူတွေကြားရင်တော့တော်တော်ပနာလေးနဲ့အေးမင်းမင်းမကောင်းမှမင်းတော့နားလိုက်တော့ဆိုတော့ပုံစံမျိုးကြည့်ကျွန်တော်ပနာရင်တနာလေးနဲ့ပြဒါမဲ့ဆရာရတဲ့တော့တော့ပါပဲမရဘူးကျွန်တော်ဘာလုပ်ခဲ့လဲဆိုတော့အဲ့ သူအဲ့လိုမျိုးဒီလိုတွန်းအားတွေပေးခဲ့လို့လည်းကျွန်တော်အခုချိန်မှာဒီလိုမျိုးစိတ်ဓာတ်နဲ့ဒီလိုအထက်ခဲအဲ့လိုအထက်ခဲလာလာကျွန်တော်ဖြေရှင်းနိုင်နေလေပုံစံမျိုးပေါ့နော်ဒီသင်တန်းနေဆိုတာလည်းပြောမှာဆိုရင်အဲကျွန်တော်တို့တွေဒီအခုသင်တန်းမှာမှမဟုတ်ဘူးဒီသင်တန်းမှာတွန်းတွင်းနေအထက်ခဲရတဲ့ခြေတန်းမှာတိုက်ပွဲတွေမှာကြုံလာမယ်ဒီချက်ပို့ပြီးတော့ဆိုးလာမယ်အထက်ခဲကြီးလည်းကြုံတွေ့ရတာကြုံတွေ့နိုင်နေအဲ့ဒီခက်ခဲတွေကိုပြန်လို့ကလွယ်လွယ်တူတူ အဲ့တော့အကောင့်ဆုံးနဲ့အပန်းမှာတော့ဖြတ်ကျော်နိုင်လို့ဒီသင်တန်းတွေကပဲ manage လုပ်ပြလိုက်တာပေါ့နော်ကျွန်တော်တို့တွန်းပို့ပေးလိုက်တာပဲအဲ့ကျွန်တော်အဲ့လိုရိုက်နေရနေတော့ကျွန်တော်အဲ့လိုပြောလိုက်တော့ကျွန်တော်တော့ပါပြောလဲဆိုတော့နည်းနည်းတော့ရိုင်းနေပြလေးတော့မဖြစ်ဘူးလေလေးတော့မဖြစ်ဘူးရအောင်ပြေးဆိုတော့တောက်လျှောက်ကျွန်တော်စိုက်တော့တာပို့ရိုက်တယ်အဲ့တော့ကျွန်တော်လည်းဘယ်ရမလဲကျွန်တော်အဲ့လိုမျိုးဆိုမခံနိုင်ဘူး အဲ့တော့ခင်ဗျားတို့ကျွန်တော်စိတ်ထဲကနေတော့ရေးရတာပေါ့နော်အပြင်မှာတော့ကျွန်တော်တို့ကိုမပြောရဘူးကျွန်တော်တို့အဲ့လိုပြောလိုက်ရင်ကျွန်တော်တို့ကသမင်းမကနိုင်အောင် share တွေချုပ်လိုက်တော့အမေးမြန်းမရှိအဲ့အဲ့တော့ကျွန်တော်ရတယ်မှာလူမျိုးမျိုးပြေးရမယ်ကြည့်နေတယ်ကျွန်တော်ပြေးတာတော့ကြောင့်ပြေးတဲ့တုန်းကကျွန်တော်အမျိုးသားတော်တော်များများကိုကြော်တက်သွားပြီးတော့အရှိဆုံးတန်းထိရောက်သွားတယ်ကျွန်တော်ပြေးလိုက်ရတယ်နော်အဲ့တောင်ပေါ်မှာပဲပြေးပြီးတော့အဲပြေးနိုင်ကြတော့အဲ့ချိန်ကျွန်တော်စဉ်းစားအဲ့ချိန်တော့ကျွန်တော်သူ့ကိုဒေါသထွက်ကောင်းထွက်ခဲ့လိမ့်မယ် ဒါပေမဲ့အခုချိန်မှာကျွန်တော်တို့ကျေးဇူးအများကြီးတင်တယ်ကျေးဇူးအများကြီးပါလို့ဆိုတော့ကျွန်တော်တောင်းပန်အခက်အခဲတွေကျွန်တော်တို့တွေ့နေရတဲ့အခက်အခဲတွေကြောင့်ရှင်အဲဒီလောက်ပဲလားဆိုရဲအဲ့လိုမယ်ပြုံးလေးနဲ့ဖြေရှင်းနိုင်ခဲ့ရပါတော့အခုနောက်ပိုင်းမှာတို့ရှင်ဘာလို့ဆိုအဲကျွန်တော်အရန်လေးစားပြီးတော့အတိုက်ရတဲ့ဆရာတယောက်ကပြောခုလဲပေါ့နော်အော်ကျွန်တော်ဒီတော်လည်းရင်းလုပ်နေတဲ့လူတွေမှမဟုတ်ဘူးဘောကတ်မှာရှိတဲ့လူတွေအားလုံးကဟိုပြက်တနာဆိုတာကြုံတွေ့ရမှာပဲပြက်တနာဆိုတာအနည်းငယ်များတော့ရှိရတယ်တကယ်လို့ ဒီပြဿနာပြီးွားလို့လည်းနောက်ပြဿနာဆိုတာအကြီးပြဿနာကြီးဒီဒီလေးဒီဒီလေးချက်ပြီးတော့ကြုံလာအောင်ပါပဲ။ဘာလို့ဆိုကျွန်တော်တို့ကအလုပ်လုပ်နေသေးပေါ့နော်။အဲလုပ်လုပ်နေသေးပြဿနာဆိုတာရှိတာပါပဲ။ဘာပဲလုပ်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 တကယ်လို့ကျွန်တော်တို့ဒီပြဿနာတကူဖြေရှင်းပြီးနိုင်လိုက်ပြီဆိုလို့ရှိရင်နောက်ထပ်ပြဿနာထပ်တွေ့ရမှာ။နောက်ထပ်ပြဿနာထပ်တွေ့လို့စိတ်ညစ်နေတယ်ကျွန်တော်တို့အရင်တော့ဖြေရှင်းခဲ့တဲ့ပြဿနာတွေကို အဲ့ငါတို့ဒီဒီပြဿနာတွေကိုဖြေရှင်းနိုင်ရလို့ဒီပြဿနာအစ်စ်အစ်စ်တွေမတူညီတဲ့ပြဿနာတွေနဲ့ဆက်ပြီးကြုံတွေ့ရတယ်လို့ပဲတော်တွေးလိုက်ရမှာအဲ့လိုပြဿနာတွေတွေ့တိုင်းကျွန်တော်တို့ကဟိုရှောင်ပြေးလို့မရဘူးဒါဆိုတစ်ခါရှောင်ပြေးပြီးရင်တစ်သက်လုံးရှောင်ပြေးနေရမှာအဲ့တော့ကျွန်တော်တို့ပြဿနာတွေကိုရှင်းဆိုင်တတ်ဘလောက်ကြီးကြီးလာမလဲဘလောက်သေးသေးလာမလဲအေးဆေးပဲကွာဆိုရဲဒါဒီလောက်ပဲလားဆိုရဲစိတ်နဲ့ပဲရှင်းတိုင်နိုင်ခဲ့တာပေါ့နော်အဲ့ကျွန်တော်ဒီတင်တန်းမှာတော့ဒီ ကျွန်တော်အခုတက်ခဲ့တဲ့သင်တန်းတွေပေါ့နော်အဲ့ဒီသင်တန်းအတွေ့အကြုံတွေဆိုလို့ရှိရင်ကျွန်တော်ဘဝမှာအာတစ်ခါဘုမအိမ်မက်ကြတာမက်ခဲ့ဘူးတဲ့အရာတွေပေါ့နော်အလုပ်အဲလုပ်ခဲ့ရတဲ့အရာတွေပေါ့နော်အာပြီးတော့ကျွန်တော်တို့ဘဝမှာဆိုလို့ရှိရင်ဒီတော်လန်ကြီးဆိုရက်စကလုံးဘောဟာရအတွက်တာဝန်ကြီးကဒီတစိတ်တစ်ပိုင်းတစ်နဲ့ပါလာလိမ့်မယ်လို့ကျွန်တော်တစ်ခါဘုတော့စဉ်းစားခဲ့မှာမဟုတ်ဘူးကျွန်တော်အမိနဲ့လည်းမစဉ်းစားခဲ့မှာဘာလို့ဆိုတော့ကျွန်တော်ဟိုးအရင်အပြင်လောကမှာဆိုရင်ကျွန်တော်ကလေ တိတ်ဆန်နေတဲ့အရန်ဖြစ်တဲ့တဲ့ဒီဒီလိုလူတက်ဖို့မပြောနဲ့ဒီတိတ်ဆန်ပိုးရိပ်စိတ်လေးတကောင်တက်ဖို့တော့မှကျွန်တော်ကတုံ့ဆုပ်တုံ့ဆုပ်ဖြစ်နေခဲ့လို့အဲအရန်နူးညံ့တယ်လို့ကိုယ့်ကိုယ်ကိုပဲတင်စားလိုက်လို့မပြတကယ်နူးညံ့ခဲ့လို့လေဒါပေမဲ့အခုချိန်မှာအဲ့လိုနူးညံ့တဲ့အမျိုးသမီးတယောက်ကနေအခုတော့ဂန်းကင်ပြီးကွန်ထရိုလာကင်ပြီးတော့လူတက်နေရတဲ့လူမျိုးတက်ချက်နေရတဲ့အထိအဲမာကျောလာတဲ့ဟိုဘယ်လိုပြောလဲ ကြောက်တုံးနေလို့နှလုံးသားတွေကြောက်တုံးနေလို့မကြောက်ကြတာဘာကြောင့်လဲဘလို့ဖိအားတွေကြောက်နေလို့ဆိုလို့ရှိရင်ဒီအာနာရှင်ကပေးတဲ့ဖိအားတွေပဲအဲသူ2021ကနေစပြီးတော့သူအာနာထိန်းနေဆိုတော့ဟိုဘယ်လိုပြောမလဲတကားလေးတလုံးနဲ့သူအာနာသိမ်းသွားခဲ့တာအာနာသိမ်းသွားခဲ့တဲ့အချိန်မှာတော့ဒီမြန်မာနိုင်ငံမြန်မာပြည်သူလူတွေအပေါ်မှာမတရားပြိနေမှုတွေဖြစ်လာခဲ့ပြီးရင်ဟိုဆန္ဒပြတဲ့အခါမှာလည်းလူအုပ်ချားတဲ့ဟိုသူက တမင်ရှောင်ပြတယ်မဟုတ်လို့တမင်ထိအောင်ပဲထိပါတယ်ဆိုရယ်စိတ်နဲ့သူပြစ်ခဲ့တဲ့ကြည်စံနေအဲ့လိုမျိုးမတရားမှုတွေကြောင့်ပဲကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့စိတ်သက်တရားဒီလိုမျိုးလူသက်လက်နဲ့ပြောဝင်ရတဲ့အထိဒီလိုရောက်ရှိလာကြရပါတော့အဲပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီလက်နဲ့ကံပြီးတော်လန်နေရတာရောပျော်နေတယ်လို့လည်းမဟုတ်ပျော်လို့လည်းလာလို့နေတာမဟုတ်ဘူးအဲ့ဒီမတရားမှုတွေတော့ပြည်သူတွေပေါ်မှာမတရားခိလိမှုတွေထပ်ပြီးတော့ဖြစ်စေကျွန်တော်တို့ ပြီးတော့ကျွန်တော်တို့ဒီနောက်လာမဲ့မျိုးဆက်တွေနောက်လာနောင်သားတွေအပေါ်မှာထပ်ပြီးတော့ဒီလိုမျိုးအာဏာရှင်ဆက်မှုတွေထပ်ပြီးတော့မကြုံတွေ့စီတော့ဘူးအတွက်ကျွန်တော်တို့ကဓာပြီးတော့လက်နဲ့တိုင်ပြီးတော့အဲ့ဒါတော့နော်ဒါတော့ကျွန်တော်တို့ဒီလားဒီဟာကဘလို့တော့ဆိုတော့မြင်သာတဲ့အရာပဲเนาะအကုန်လုံးအကုန်လုံးကဟိုတင်တန်းကာလမှာတော့ဘယ်သူဘယ်သူပဲပြည့်ဒီလိုဖြစ်ကြတာပြုကြတာပဲเนาะเนาะကြတော့အကုန်လုံးကတော့ရုံးရမယ့်ဟာတော့ရုံးရမှာပေါ့เนาะကြတော့ ်လိုပဲဖြစ်ဖြစ်တို့က FFT ရပြောတဲ့ဇကားတွေကတော့လေတိုက်တာများတယ်ဗျနော်လေတိုက်တာများတယ်အခုနော် A ရ A ရတင်နှံပြီးတဲ့ A ရတင်နှံပြီးတဲ့ A ရတင်နှံပြီးတဲ့ဆိုတော့ဟုတ်ပြီကျတော့ဒါတသက်ခံချက်တွေပဲနော်ဒါတသက်ခံချက်တွေပဲခင်ဗျားတို့နော်တာဝန်မှုတာဝန်ခံမှုက AI A ရော KIA ရော DNA နေရောနော်တာဝန်မှုတာဝန်ခံမှုတွေရှိရမှာရေနော်ခင်ဗျားနော် သူတို့သင်္นานပြီးခဲ့တယ်ပြုခဲ့တယ်သင်္นานပြီးခဲ့တယ်ပြုခဲ့တယ်ဟာဘာဖြစ်တယ်ညာဖြစ်တယ်ဂုံနေစားပြီးတော့ဟာအေးရဟာထိုးစစ်တရောနော်တဲ့ line ညောပြုတရောအာဘလို့လုံနေတာခမရနော် FFD ရဟာလီတော်တော်တိုက်တယ်ဗျာနော် drone pilot တဲ့ pilot trainer တဲ့ဩအဲ့ဒါကြီးကြောင့်လဲလီတိုက်တာလားလဲမသိဘူးပြေနော်အဲ့ကြောင့်မလို့လဲဟိုမှာမုံတိုင်းကတအားတိုက်ရှာပြတာလीမုံတိုင်းကအောင်ကြီးကတိုက်ရှာပြလိုက်တော့အမှ ရှစ်လပိုင်းเนี่ยပြဿနာခင်ဗျာ၁၇လပိုင်းကြမှာခင်ဗျာစာထုတ်တာခင်ဗျာရှစ်လပိုင်းเนี่ยပြဿနာအဲ့လိုဟာအများကြီးလို့ဗျာအခုဆိုလို့ရှင်တချို့ပြဿနာတက်တာကဏီရဗျာတိမ်ပေါင်း300ကိစ္စဆို2022 23နှစ်ပြဿနာဗျာ2025ကြမှာရှင်းတယ်ခင်ဗျာစဉ်းစားကြည့်လအောင်เนาะဒီဒီလေးတိုက်တာလည်းတိုက်ပေါ့ဗျာကိုယ့်ဘောကိုလည်းနည်းနည်းပါးပြန်ကြည့်ကြပါဗျာလေးတိုက်တာလည်းတိုက်ကြပေါ့เนาะလေးတိုက်တာလည်းတိုက်ကြဘာလို့ဒုံး drone ပိုင်းတော့ရေဆိုတော့လီတိုက်တာပေါ့နော်လီတိုက်တယ်ကျတော့လေသိပ်ဝန်တန်းနဲ့နော်ခင်ဗျာကြောင်းမပြီးသေးဘူးနဲ့ကျွန်တော်တော့နားမလဲဘလို့လေသိပ်ဝန်တန်းဖြစ်တာအောင်ခင်ဗျာနော်အများကြီးပါဟာကျဲဟာကျဲဒီရတော့ဒီနိုင်ငံလဲမဟုတ်ဘွဲရမှအလုပ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးနော်ခင်ဗျာဒီလိုနေရာဒီလိုနေရာမှာဘွဲမရပဲလုံနေရာတချို့ရှိတယ် เนาะဘွဲမရပဲစင်းကိုင်းကြီးကြွံ့ကြွံ့ပြူနေတာဒီလိုရှိတယ်ဒါမဲ့နော်တချို့ဖော်မန်နေပါလေဆိုလဲအင်ဂျင်နီယာနှီးပါကြွံ့တဲ့လူတွေရှိတယ်ဒါမှမဟုတ်သူတို့မှအင်ဂျင်နီယာဘွဲတော့မရှိဘူးအင်ဂျင်နီယာနှီးပါကြွံ့တဲ့လူတွေရှိတယ်ဒါမဲ့မတူဘူးလေအဲ့ဒီဟာနဲ့အခုလေစိတ်ဆိုတာကအရာနဲ့ကမတူဘူးလေလေစိတ်မှာတခုခုကျွန်တော်ဥပ္ပါအင်ဂျင်နီယာတခုကဒီမှာစောက်တယ်ပြုတယ်ဆိုရင်အကျွံ့ကျင်မှုနဲ့ဘာနဲ့ ထားဟိုအားကြောင့်တကယ်နိုင်ငံလူကြိုရင်းနဲ့ပါပတ်သက်နေတဲ့အရာင်းနဲ့လေကျွန်တော်သူပြောခဲ့ဆိုခဲ့တဲ့အရာင်းခင်ဗျာလေကြားပြီးသားဆိုတော့ခင်ဗျာလွဲတော့လွဲနေနော်လွဲတော့လွဲနေတော်တော်ရွတ်လွဲနေနော်အဲ့တော့တိုက်ဖို့နော်လေရတော့တိုက်တိုက်လို့ရတယ်နော်တိုင်းတိုင်းနဲ့တဖြည်းဖြည်းအခုက17လပိုင်းက ကုန်ကန်ကြီးကတားကတ်သွားပြီစနလပိုင်းနဲ့ကြရင်28ရက်စနလနောက်25ကြရင်ပရမတ်တို့ယူကောက်ပဲပေါ့နော်ကျတော့ဘာဆက်ဖြစ်မုံစောင့်ကြည့်ရမှာပဲလေကျွန်တော်တို့လည်းမသိဘူးလေနော်ကျွန်တော်တို့လည်းလုံနေမို့သူတို့ကမဖြစ်အောင် လုံမဲ့သူဟိုကဖြစ်အောင်လုံမဲ့သူအဲကြားထဲမှာကျွန်တော်တို့ကဒါစောင့်ကြည့်ပြရမှာပေါ့ဒါပဲရှိရမှာနော်